ဘန်းတို့ပညာကလျက်စက်နဲ့တူတယ်လို့ပြောလို့ရတယ်။ခင်ဗျားတို့ပြောအောင်မေဗျ။ဘန်းတို့ဆိုတာအစ်စ်အဆက်အကျော်တွေကိုတိုက်ခိုက်တဲ့ပညာလို့ယေရှုရှင်ဘန်းတို့ဆရာရန်နိုင်ကပြောဘူးတယ်။ကျုပ်ကိုယ်တိုင်လည်းအဝါအဆင့်စတင်ခဲ့တော့ကတကယ်လို့ခွန်အားကောင်းတဲ့ကောင်ဗလာကောင်းတဲ့ကောင်လက်တွေ့တဲ့ကောင်ကဓမြောင်ကင်ထားပြီဆိုရင် သူ့ရဲ့ဓာတ်ကင်လက်ကိုဖမ်းချုပ်လို့ရပါမလားဓာတ်ကိုလုလို့ရပါမလား ဒါမျိုးထင်ခဲ့တာပေါ့အဲ့လိုထင်ခဲ့ပေမဲ့အဝါအဆင့်ရှင်းတဲ့နေတင်ရိုးအတုံးချတိုက်ခိုက်နေတွေကိုဆရာကရှင်းပြတဲ့အခါဆရာတကယ်ထိုးခိုင်းရင်အဲ့တော့ဆရာနဲ့ကျင့်တဲ့အခါကျရင်ဓမြောင်ကန်ရတာပိုကြိုက်တယ်ဆရာကတခါတလေမှဓာတ်အစစ်တွေနဲ့လေ့ကျင့်ပေးတာဖြစ်တယ်နောက်ပြီးကျတော့စိတ်ကြိုက်ဓာတ်နဲ့ထိုးခိုင်းတာ哦ဒါပေမဲ့တကယ်တမ်းကျတော့ဆရာက ဓားကင်လက်ကိုဖမ်းကင်လိုက်တဲ့နေရာတွေပုတ်လိုက်တဲ့နေရာတွေကအကျောဆုံးကိုတိုက်ရိုက်သွားထိတာဖြစ်တဲ့အတွက်နောက်ရမှာအကျောတွေအစ်စ်တွေမှာအညိုမဲဆွဲတယ်ဒဏ်ရာတွေပါတခါတလေရတယ်ဗျအစ်စ်တွေလည်းတရက်နှစ်ရက်လောက်ထိမပြောက်ဘူးအဲ့တော့ဘန်ဒိုကအကျောတွေအစ်စ်တွေကိုတိုက်ခိုက်တဲ့နေရာမှာအင်မတန်အံ့ဩဖို့ကောင်းပါတယ်အဲ့တော့ကိုရိုင်းရလည်းမကျင့်ဘူးဘူးတခါမှလည်းမကစားဘူးနဲ့ဘေးကနေကြည့်နေရနဲ့ ဆရာနဲ့တိုက်ရိုက်ကစားပြီးတော့မှသိရတဲ့အသည့်ရတော်တော်လေးတော့ကြွားချပါဗျ။အဲ့တော့ဆိုရှယ်မီဒီယာတွေမှာတိုင်းပညာဆိုင်ရာဆရာတွေရဲ့ရှင်းတန်းတွေအတုံးချတိုက်ခိုက်နေတွေမျှဝေတဲ့အခါမှာလဲဆရာတွေအနေနဲ့ကတော့အရင်ခေတ်လိုတပည့်တွေမျိုးမဟုတ်ကြဘူးဒီဘက်ကတပည့်တွေကနူးညံ့တယ်စိတ်ကောက်တတ်တယ်တခုဆိုရင်အထီးကိမခံတာဖြစ်တဲ့အတွက်တပည့်ကို နာမဆိုးလို့ညာပြီးကစားတဲ့အခါမှာဆရာတွေက သူတို့ရဲ့အရှိန်တိုင်မင်းနဲ့အားကိုတဝက်သုံးပုံပုံနှစ်ပုံလောက်ထိကိုရှော့ချပြီးတော့မှကစားတာဖြစ်တယ်အဲ့ဒါဘေးကလူကြီးလိုက်ရင်တော့ကွာဒီဆရာကွာငါငါသာဝင်ထိုးရင်တော့ရောခံနိုင်မှာမဟုတ်တော့ဘူးလို့ထင်ကြမယ်အဒီချင်းနေကိုဘလို့ရှင်းပြမလဲဆိုရင်လျက်စစ်ပညာရှင်နဲ့တမန်လူနဲ့လျက်စစ်ကိုကင်တွေတဲ့ပုံစံနဲ့ကျွန်တော်ရှင်းပြပေးလို့ရတယ်အဲ့တော့လျက်စစ်ပညာရှင်လျက်စစ်အင်ဂျင်နီယာကတော့လျက်စစ်ကိုကင်တွေတဲ့အခါမှာ အကျိုးတွေကိုဂယူစိုက်တာတို့နောက်လော့ကောက်တက်ကောက်ဆိုတဲ့ main switch တွေကိုချလိုက်ပြီးတော့မှကင်တာလိုမျိုးဒါမျိုးကင်တာဖြစ်တဲ့အတွက်လျှက်စစ်ကဘလောက်ပဲအန်ဒီရရှိသည်ဖြစ်စေမမြင်ရသည်ဖြစ်စေသူက AC ကင်တွင်နိုင်တယ်ဒါပေမဲ့တာမန်လူကတော့အဲ့ဒီလျှက်စစ်ကိုဘာမှမသိဘူးတစ်ခါမှလည်းမပြင်ဘူးပဲနဲ့ဘာမှမမြင်ရပဲနဲ့အန်ဒီရမရှိဘူးဆိုပြီးတော့သွားကင်လိုက်တယ်ဆိုရင်တော့တေချာပေါက်ဓာတ်လိုက်မှာဖြစ်တယ်အဲ့တော့ဘန်ဒိုသမားအနေနဲ့လဲ၃ဆင့်ရှိတယ်ဗျ တာမန်ဘန်ဒိုပညာကိုတီးခေါက်မိုံဘန်ဒိုကိုတေချာလေ့ကျင့်နေတဲ့လူနဲ့ဘန်ဒိုပညာဆရာအဆင့်နဲ့မတူပါဘူးအဲ့တော့ဘန်ဒိုပညာဆရာအဆင့်ကစံချိန်တွေအများတန်းဝင်နေအောင်လေ့ကျင့်ထားတာဖြစ်တယ်လျက်စစ်အင်ဂျင်နီယာလိုမျိုးဖြစ်တယ်ဓမြောင်ရဲ့လမ်းကြောင်းနေစုံရင်စုံမစုံရင်တက်မတက်ရင်ပိတ်မပိတ်နိုင်ရင်ရှောင်းဒါမျိုးအချက်တွေကိုမူတည်ပြီးတော့မှရန်သူရဲ့ခွန်အားကြီးရင်ခွန်အားကြီးတဲ့ရန်ကိုအရင်ဖြိုးဖြိုးပြီးတော့မ ဖန်စီထိန်ချုပ်ပြီးတော့မှကင်ပေါက်တာမျိုးတွေလောက်တာဖြစ်တယ်။ရန်သူက ကိုတက်နေနေရင်ညာပြီးတဲ့ကစားနိုင်ပါတယ်။အဲဒါကတော့လျှက်စစ်ပညာရှင်ဟိုဘန်ဒိုပညာရှင်ဆရာစင်းကလျှက်စစ်ပညာရှင်နဲ့တူတယ်။ဘာမှမတက်တဲ့လူကတော့တမ်းမှန်ဘာမှမသိပဲနဲ့ဘူအားတောင်းတထောင်လောက်ရှိတဲ့ဝါယာကျိုးကိုသွားကင်တယ်လို့ပဲဖြစ်မှာပါ။အဲ့တော့ဓမြောင်ဆိုတာကတေချာလေ့ကျင့်တာရင် 100%ကိုကိုကာကွယ်နိုင်ပါတယ်ဘန်ဒိုသမားမန်ရဲ့ဓမြောင်လုံးဝမကြောက်ပါဘူးဒီဗီဒီယိုလေးကတခုခုရမယ်လို့ထင်ပါတယ်အားပေးမှုကျေးဇူးတင်ပါတယ်